2025ခုနှစ်မေလ18ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့ရတနာခွက်ခုနှစ်ခွက်ဆိုတဲ့သင်္ကေတနမိတ်ပါပဲမိတ်ဆွေရဲ့အလုံမှာအဆက်အသွယ်ကောင်းတွေရလာတတ်တယ်ရင်းနှီးမြှုပ်နှံမှုတွေအလုဆဖို့တွေအခွင့်အရေးတွေပေါ်တတ်ပါတယ်လူမျိုးချားတိုင်းသားနိုင်ငံခြားနယ်စပ်တွေနဲ့ပတ်သက်ပြီးအဆက်အသွယ်ကောင်းရမယ်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ဖို့အခွင့်အရေးတွေပေါ်တတ်တယ်အရင်တော့မိတ်ဆွေအောင်လူဟောင်းလုပ်ဖို့ခိုင်းပတ်တွေနဲ့ပြန်ဆောင်ရပါလိမ့်မယ် လက္ခဏာဝန်ထမ်းတွေနောက်တော့အစိုးရဝန်ထမ်းတွေအနေနဲ့ကတော့ယာရုတို့ဖို့အခွင့်အရေးမျိုးတွေလူကြီးရဲ့အကူအညီပေးရတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်ဒီလိုနေ့မှာခွနရဲ့သားမီးအားလုံးကံကောင်းမှုလို့တော့ကတော့အချိုးကြီးခွနခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေတော့ကတော့မာဘုတ်ဗေနေနိယတနင်္ဂနွေနေ့မှာဖွားမြင်တဲ့ဘင်္ဂဘွားသာသာရှင်တွေဖြစ်ကြပါတယ်ဘင်္ဂရဲ့သဘောကငယ်စင်မှာခက်ခဲကြံ့ကြာထူကြတတ်တော်လည်းပဲ ကြီးရင်တဲ့အခါမှာအောင်မြင်မှုရဖို့အတွက်ဇာတာရဲ့အထောက်ပံ့ကောင်းတွေရပါတယ်စူးစမ်းအားထုတ်ကြမယ်ရင်သွေးရတနာတွေဖြစ်ကြအောင်နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့အတွက်ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်မွေးနေ့ကုသိုလ်ရတရားအဖြစ်လမ်းညွန်ပေးရမယ်ဆိုရင်တော့ဒီနေ့မွေးနေ့ရှင်တွေဟာကောင်းကျိုးချမ်းသာအပြည့်အဝရဖို့အတွက်ခောက်ဆွဲကြော်စွန်းမြတ်စွာဘုရားရှင် ကတ်လူချင်းရဟန်းတံခါးလောက်လူချင်းနဲ့ဆွေမျိုးမိတ်ဆွေတို့ကိုခောက်ဆွဲကြော်ဒါနပြုခြင်းအပြင်တနှစ်တာလုံးကောင်းသောကံတရားအခွင့်အရေးတွေရပါလိမ့်မယ်ဒီနေ့တော့အကျိုးပေးစိုးမိုးကဏ္ဍကတော့နှစ်ကဏ္ဍ၄ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေကံအထူးကောင်းမှုလို့တော့ကတော့နှီးစက်တဲ့ခလေးတရားတော်ကိုကိတ်မုံဝယ်၍ကျွေးလိုက်ခြင်းလက်ဆောင်ပေးလိုက်ခြင်းအပြင်ငွေထူးဝယ်ပါလိမ့်မယ်စတိုးဆိုင်နေကုန်းဆိုင်တွေလက်ဖက်ဆိုင်တွေစားတောက်ဆိုင်တွေရောင်းပန်းဆောင်ဝယ်ပန်းနှောက်ဖို့လို့တော့ကတော့ဆိုင်ရှိမျက်နှာသာကိုလက်ဖက်ရည်အနှဲငယ်ပတ်ဖြတ်မလိုက်ခြင်းအပြင် လူစီကားပြီးအယောင်ဝယ်အောင်မြင်ချမ်းသာပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကိုမျက်စိတွေအယောင်တော့ဖို့လိုတော့ကလည်းပဲရေဆွတ်တာနဲ့မိမိလက်နဲ့တိုးပြီးခောက်ပြီးရိုက်ပြီးရောင်းထွက်ဖို့ဆူတောင်းနိုင်ခြင်းအပြင်တည်သာသာအယောင်တွက်သွားပါလိမ့်မယ်အမှုကဲကြုံနေတဲ့သူရှိရဆိုရင်တော့ထိုသူတို့ရဲ့ကန်စာတာအဆိုးအညံ့ပပျောက်ဖို့လိုတဲ့အမှုကြုံနေတဲ့သူရဲ့အင်ဂျီတစ်ထည်ကိုငါပြောရွေးနဲ့လုံအောင်ထုတ်ပြီးတော့ညနေပိုင်းမှာရေစည်းကိုစွန့်ပြရမှာဖြစ်ပါတယ်။ကျမကြီးညနေရဲ့သူတွေမိသားစုမှာရှိရဆိုရင်တော့ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာ စပြည့်သီးလေးနဲ့ငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေတွေ့ပါလိမ့်မယ်အချီးမေတ္တာရေးအိမ်တော်ရေးကိစ္စတွေမှာအခက်အခဲအနောက်ရှေ့အတိုက်ခိုက်တွေလွတ်ကင်းဖို့လို့အတွက်ကတော့တတ္တဝဘေးမဲ့လွတ်ပြီးဆူတောင်းလိုက်ပါခင်ဗျာ